ကျွန်တော်အတိအကူတယောက်ရဲ့ကိုရီးကျုံရတဲ့တရေချောက်ခံရတဲ့အကြောင်းလေးကိုရေးသားဖော်ပြထားပါဗျ။အတိအကူရဲ့နာမည်ကတော့ကိုစိုးဝင်နဲ့သူကတော့ရုပ်ရှင်သမားဗျ။ဇညွန့်ရေးတယ်။အရက်6ပြီလောက်တော့ရှိတယ်။အသားဖြူဖြူနှာခမ်းမွေးဆတ်ဆတ်နဲ့လူပုံကတော့လူကြောပါ။ဒါပေမဲ့ပိန်နေဗျ။လူရှင်တော့ဥကင်းကောင်လိုလောက်ကူပိန်တာ။အသားဖြူဖြူမျက်ခုံးကောင်းကောင်းနှာရန်စင်းစင်း နှကမ်းမွေးရီရီလေးနဲ့အရက်ရှိရှိနဲ့မှုပိန်ပင်မဲ့အလွန်ကိုကြည့်ကောင်းပြီးအမျိုးသမီးတွေသဘောကျတယ်ပေါ့ဗျာသူကမိမတော့မရှုပ်ပါဘူးစတစ်ကောလန်အဖြူလက်ရှိလေးနဲ့ရခိုင်ပစိုးလေးကိုတော့အမြဲဝတ်ထားတယ်သူ့ပုံကတော့မင်းသားလူလူပါလူလူနဲ့ရုပ်ရှင်နဲ့ဇန်ညွန်းရေးတာမို့လို့စာရေးဆရာလည်းမဟုတ်ဘူးပေါ့ဗျာရုပ်ရှင်ဆိုတာတဲ့ဗူဒီယိုဆိုရင်တော့ပုံမှန်တာပေါ့ဗျာ နေဆိုင်ကားတွေကိုအများအဖြစ်ဇန်ညုံးခွဲပေးရတာပါသူကကိုမစားပေမဲ့စီးတော်ငုံနေဗျစီးရွက်ကြီးငုံနေဆိုတာလေဗဇက်ကနေပြီးတော့မှွေးနေတာပဲဗျဆက်လိုက်လဲမတော့ဘူးအရက်ဆိုလဲအဖြူလေးတစ်စိမ့်လောက်ပဲတောက်တာအဲ့ဒါလေးတောက်ပြီးတော့မူးတာမူးရင်လဲမရစ်ဘူးအိတ်တာပဲတွေးတဲ့နေရာကိုထိုးအိတ်တာ ိုက်တစ်ချက်ပဲစိုးတာဗျသူ့လွယ်ရဲ့အကြီးတဲကိုခေါင်းအသေးတအုံနဲ့ဆောင်းမိုင်းလေးတစ်ခဲကိုထည့်ထားတယ်အညာဆောင်ဆိုပါပဲတွေ့တဲ့နေရာထိုးရတဲ့အခါရုပ်ပြက်မှစိုးလို့တယ်ဗျဘာပြောပြောမူးလာရင်လဲလမ်းပေးလဲထိုးအိမ်မှာတော့ရုပ်ပြက်ပြီပေါ့ဗျအခုတော့အိမ်အောင်ကျသွားပါပြီဗျသူ့အမျိုးသမီးကအေယာဝတီတိုင်းကဗျသူနဲ့ဖူးစာစုံမုံကလည်းတက်လို့အပြိုဘွားတော်ကပေါ့ရန်ကုန်ကိုအလဲလာတော့တန်လင်းစစ်စီးတော့မှရုပ်ရှင်ရိုက်ကွင်းနဲ့ဂျုံရောမင်းသားကဖိုက်တယ်မင်းသားဗျငငယ်ချောချောပဲဗျ မင်းသားကလည်းအဲ့တုန်းကတော့ရှန့်ရှန့်တော့ပေါ့အခုတော့အနုပညာလောကတွေကနေပျောက်သွားပါပြီဟဲ့ငါတို့ကြိုက်တဲ့မင်းသားတော့ဆိုပြီးတော့ဝင်ကြည့်တာပေါ့ဗျာမင်းသားကလည်းရှန့်ရှန့်တော့ဆိုတော့ချောတာပေါ့မတူမတန်သလိုဆက်ဆံမှာပေါ့ ေအော်ဒီတိုင်းသူတွေကလည်းသူတို့ကိုဒလို့သွားချေလို့ကတော့မရဘူးလေ။ရိုင်းခွေးမာရင်ဖြောင်ပြောတာဗျ။အမလီမင်းသားကိုတီဗီထဲမှာပဲမြင်ဘူးကြတာမို့။အပြင်မှာတွေးရုံလာကြည့်မိပါတယ်။မာနာကြီးနေလိုက်တာလူကိုများမတူတလို့မတန်တလို့နဲ့ပရိသတ်ကိုအဲ့တလို့စော်ကမကြဘူးခွေးကြကြမယ်။ဒုပရိသတ်ကြီးမှာထမင်းစားရတဲ့အကောင်ကများ နေ့တည်းဆိုင်ဟိုအရှိကြီးကမှပို့ချောသေးတယ်ဟိုကမှမင်းသားရုပ်ဟဲ့နေရုပ်ကမှမိတ်စကပ်ဖုတ်ပြီးလှနေတာဘာညာကွိကပေါ့ဗျာမင်းသားဆိုတဲ့လူကလည်းမျက်နှာကြီးကိုရဲလို့သူပြောတဲ့အရှိကြီးဆိုတာက ကျွန်တော်ရဲ့ဇက်လိုက်ကျော်ကိုစိုးဝင်းပေါ့ဗျာကိုစိုးဝင်းကရှူတင်တဲလေးနဲ့ထိုင်ပြီးတော့ဇန်ညုံခွဲနေတာဗျသူကတော့မင်းသားကိုမျက်နှာလဲပူစိတ်ကလည်းပူပေါ့ဗျာ တော်ကြမင်းသားကငါထဲချောတယ်နောက်ရှူတင်ကိုမလာနဲ့တော့ဆိုရင်သူ့ထမင်းဟိုကကွဲပြီလေမင်းသားဆိုတာလဲရှူတင်ရဲ့ဘရင်ပဲကိုရှူတင်ကတခြားသူတွေကလည်းမင်းသားရဲ့မျက်နှာလိုမျက်နှာရတွေပေါ့လေဟိုအမကိုမောင်းထုတ်လိုက်ကြတာပေါ့ဟိုကလည်းမရဘူးထမိန်တူတူဝင်းပြီးနဗန်းလုံးမဲ့တွေဘာတွေပါဖြစ်ကုန်ကြတာအဲ့ဒီအမျိုးသမီးကလည်းအသားဖြူဖြူခက်ချောချောဗျကိုလုံးကိုပွားကိုလည်းတောင်းနေလှတယ်အရက်ကလည်းငားပေကြုံမဲဗျရုပ်ကလည်းမင်းသားပြည်တီးဦးကတော့ရုပ်ပြိုဟိုမင်းသမီးလေဗျာ အဲ့ဒီအချိန်ကိုစိုးဝင်းကအဲ့ဒီအမျိုးသမီးကိုအားနာပြီးတော့ကြံသူတွေကိုတိတ်ခိုင်းပြီးသူ့ပဲချော့မော်ပြီးတော့အမကြီးကိုရှူတင်ကနေဝေးရောက်ကိုခေါ်သွားလေရဲ့အဝေးရောက်မှမင်းသားချော့ရင်မင်းသားထဲအတောင်ဝင့်ရင်ဒီနယ်ပယ်မှာထမင်းငတ်တာဖြစ်ကြောင်းအပယ်ခံရကြောင်းနေမျက်ရည်ကန်ထိုးပြီးရှင်းပြရတာပေါ့ဗျာ ဟိုမျိုးသမီးကလည်းသူ့ကိုတနာသွားပြီးရှူတဲမှာမတောင်းညံ့တော့ပဲပြန်သွားလေတာပေါ့ဗျာကြည်ရတာအဲ့လိုကနေအကြောင်းပါတယ်ထင်ပါရဲ့သူတို့နှစ်ယောက်ဖူးဆန်ဆုံးပြီးညားကြလေတဲ့ပေါ့ညားပြီးတော့အမကြီးကကိုစိုးဝင်းကိုသူနေတဲ့ရက်ကိုခေါ်သွားလေတယ်ဒါကနဲ့ရန်ကုန်သားကလည်းအီယာဝတီတိုင်းသားဖြစ်သွားလေပေါ့ဟိုရောက်တော့လေကိုစိုးဝင်းကဘာမှမလုပ်တဲ့မကင်တဘူးဗျာသူကဘောပင်သမားကိုဒါပေမဲ့ရောက်ဖတွေရောက်ခမတွေကလည်းချက်ကြတယ်ဗျသူတို့သမီးသူတို့အမဇက်ဇက်ကျဲကိုသူယူတာနဲ့တင်သူ့ကိုကျေးဇူးတင်နေကြတာနောက်ပြီးလူကြားထဲချပြလို့ရအောင်လဲချောတယ်လေ ထဲ့နေပေါ့ဗျာရွာကလူတွေကလည်းသူ့တို့ဖူးစာကိုလည်းအံ့ဩနေတာသူ့လိုဖြူဖြူချောချောရန်ကုန်သားကိုရအောင်ယူလာနိုင်နဲ့သူ့အမျိုးသမီးကိုလည်းချီးကျူးရတာပေါ့ဗျာရောက်ခွားတွေကလည်းချစ်ကြတဲ့ဗျာရောက်ခွားအရင်က300ဝမ်းခွဲက900ဝမ်းခဲခဲမတွေကလည်း800ယောက်တောင်ဗျာ ဟောပိုကောင်းတာကသူတို့ရဲ့ဇယိုက်လေးတွေငူးလာရင်သူတို့အမကိုရစ်ဖို့ရိုက်ဖို့နေနေတဲ့သားကိုအိတ်တာပဲအဲ့ဒါကလည်းတမျိုးချက်စရာကောင်းနေပြန်ရောရောက်ကမတွေကလည်းချက်တဗျာသူကစာတက်ပေးတဲ့ကိုဗျဖရာဟောတွေတရားဟောတွေကလည်းရတဲ့ဗျာဘုန်းကြီးစာတင်သားဘွားနဲ့ယဟန်ဆေဝါရပြီးမှအဖေဆုံးလို့သူ့အမေအတွက်လူထွန်းပြီးရှာဖွေကျွေးရတယ်ဆိုတာအဲ့အပိုင်းမှလည်းတော်နေပြန်ရောဒီတော့သူတို့သမီးကိုလုံမကျွေးပေမဲ့ချစ်နေကြတာပဲသူတို့ကပဇွန်မွေးမြူရေလုပ်ငန်းကိုလုပ်ကြတယ်ရေချိုပဇွန်ဒုတ်ကြီးတွေပေါ့ဗျာပဇွန်ကန်ဖော်ပြီးတာနဲ့မြို့ ို့ဘော်ကပဇွန်နိုင်ကိုလှေနဲ့သွားပို့ရတယ်။လှေကလည်းစပါးတင်း80ဆက်နဲ့လှေဆိုတော့အကျယ်တွေအလျားတွေတော့ကျုပ်လည်းမသိဘူးဗျာ။ပဇွန်ကန်ကလည်းရှစ်ကန်ဆိုပဲရောက်ဖတွေကအရင်အိမ်အောင်ကြားပြီးဖြစ်လို့ပဇွန်ကန်နှစ်ကန်စီလည်းခွဲဝေပေးပြီးပြီဗျာ။အမအပြူကြီးဘွားနဲ့မိဘကိုလှုပ်ကြွေးနေတာဗျသူတို့မှလည်းအစကပဇွန်ကန်နှစ်ကန်ပဲကျန်ခဲ့တာပေါ့ဗျနောက်မှအမကြီးကျိုးစားလို့ရှစ်ကန်အထိကိုပိုင်လာတာ ကိုစိုးဝင်းကလည်းရန်ကုန်မှာအမေအိုကြီးကိုလူပြိုကြီးဘွားနဲ့လှုပ်ကြွေးလာပြီးမှအမေဆုံးပြီးတော့အကိုတွေအမတွေကကိုစိုးဝင်းတို့သားမိနှစ်ယောက်ရှိတဲ့မြောက်တကုံကအိမ်လေးကိုအမွေလာလူကြတယ်။ကိုစိုးဝင်းကလည်းအမွေခွဲပြီးဘာမှမလုပ်တတ်တော့ငွေထုတ်ပိုင်းပြီးရှူတင်ချမ်းမှာပဲအခမဲ့လိုက်နေလေတယ်။ကိုဘသာကိုတော့ချက်စားတာပေါ့။မိမရတော့မိမကိုအိုက်ပစံနေအကုံအလိုက်ပြီးမိမကလည်းသူ့မိဘတွေကိုပြန်ပေးပြီးတော့ကိုစိုးဝင်းရဲ့တင်နှောင်းငွေလို့ကြွားလိုက်တယ်ဗျာအိုက်ခေက3300ထိခဲဆိုတော့3220ဆိုတာမနှဲဘူးပြောရမယ်အိုက်ပစံနဲ့ရွာမှာ ာရောက်ခအရင်နေရောသူရောဆိုင်ငယ်ဝယ်ပြီးတော့စီးတယ်ပြီးတော့တရွာလုံးမှာတခုတည်းတော့လက်ဖက်ရည်ဆိုင်လေးကိုဖွင့်ထားကြတာပေါ့ကိုစိုးဝင်းကလက်ဖက်ရည်လေးကောင်းကောင်းဖြော်တတ်တယ်ဗျလှုပ်တော့မစားခဲ့တာအခုမှလှုပ်စားတာပေါ့ဗျသူတရက်ချောက်ခံရတဲ့အကြောင်းကတော့လာပြီဗျသူအဲ့ဒီမှာနေနေလိုက်တာတနှစ်ကျော်နှစ်နှစ်လောက်ရှိသွားပါရောအဲ့ဒီလက်ဖက်ရည်ဆိုင်ကလေးကလည်းတရက်ချောက်ခံပြီးမှဖွင့်တာဗျအစကမိမလှုပ်စားထိုင်စားနေတာဗျတနေ့ပေါ့ဗျာသူမိမပဇွန်နိုင်ကိုပဇွန်သွားသွင်းတော့တူလိုက်သွားတယ်ဗျပဇွန်နိုင်ကိုပဇွန်သွင်းတဲ့အခါမနဲ့၃နာရီလောက်အိမ်ကထပြီးသွားရတယ် တယ်။လှေနဲ့ပေါ့ဗျာ။တနားီတသားလောက်တော့ရေစံကိုလှော်ပြီးသွားရတယ်။အပြန်ကြာရေစံဆိုတော့လည်းမြင်နေဗျ။ဗစုံကန်ကလည်းနေ့တိုင်းဖော်တာမဟုတ်ဘူး။၃လတခါ၄လတခါလောက်ဖော်ရတာကံရဲ့အကြီးအသေးနောက်ပြီးကံထဲကပဇွန်တုပ်အကြီးအတွက်အဲ့ဒါတွေနဲ့လဲစိုက်နေလေဗျာပွဲစားတွေကရွာအထိဆင်းဝယ်တယ်တဲ့သူတို့ကိုရောက်တဲ့အခါအခုလိုမျိုးပေါ်အထိတပင်တပင်တက်ဆရာမလိုတော့ဘူးဗောဗျာကံဖော်ပြီးတာနဲ့အကြီးအသေးရွေးပြီးသေးရင်ပြန်မွေးကြည့်ရင်တော့ရောင်းတဲ့ထုံ အဲ့ဒီမှာအမှပဇွန်ကောင်းပြော့တွေဆိုရင်ရောင်းနေအထဲမထဲပဲစားဖို့ထားတာပေါ့ဗျာရန်ကုန်ကပဇွန်တို့တွေဈေးကြီးလို့မစားနိုင်တဲ့ကိုဆိုးဝင်ရွာမှာအဝကျိတ်ရတာပေါ့ဗျာတချို့ပဇွန်ကန်တွေကပဇွန်တို့မမွေးပဲပဇွန်ကြောက်လို့တဲ့ပဇွန်လဲမွေးကြတယ်မွေးမြူရေးပဇွန်ကြောက်ပေါ့ဗျာ သူကလည်းဈေးကြီးတာဗျသူမိမကအဲ့ဒီလေကြီးမှာပဇွန်လေးကိုတောင်းနေနဲ့ထည့်ပြီးလေကိုကိုတိုင်းလောတယောက်ထဲနော်အစောကြီးထားပြီးပဇွန်တိုင်းကိုသွားတင်တာဗျပွဲစားလက်အပ်ရင်သူတက်တာပြီးအမျက်ကြတော့နေလုံးနေဗျဒါကြောင့်မိမသားတံပဲကိုတိုင်းဖို့ကိုတိုင်းရောင်းလုံနေတာဗျကိုစိုးဝင်းကထိုင်စားနေရတာနေမိမကိုတနာလာပြီးတော့မိမစီကလေလော်နီးကိုတင်တယ်ပြီးတော့လိုက်တယ်ဗျမောင်တထမ်းမယ်တရွက်ပေါ့ဗျသူလဲထမ်းမယ်ဆိုပြီးလိုက်သွားတာဟိုရောက်တော့ဝမ်းနေစရာကြုံရလေရောပဇွန်တိုင်းတို့ငါးတိုင်းတို့ဆိုတာနှုတ်ချမ်းအကျန်းလက်ရဲစရဲသမားတွေကြီးပဲ အစဲဆိုလေးနဲ့နောက်ပြီးမိမသားဆိုရီးတဲ့တဲ့ပြောကြတဲ့သူတွေကလည်းဒူးနေသေးပေါ့ဗျာနှုတ်ရဲတဲ့သူတွေဆိုတော့အပြောရဲတာပေါ့ ဟဲ့နေအိမ်အောင်ကြတော့ပြီဆိုနေလင်ကလည်းငပိန်လေးပါလားနေကိုအားရစေရဲ့လားနေပိုလှလာတယ်နော်ကိတ်လဲကိတ်လာတယ်ရမလားလို့ဗစက်နဲ့ဆန်းကြည့်တာပေါ့ဗျာတချို့ကြတော့လေလက်ပါခြေပါလေးတွေကလှုပ်ချင်သေးတယ်ကိုစိုးဝင်းမိမကတော့တိထဲလိုက်တာပဲဟဲ့အကောင်နေဗစွန်လာရောက်တာတိတ်ခါလာရောက်တာမဟုတ်ဘူးနော်မစော်ကားနဲ့ပေါ့ဇက်ဆက်ကျဲပါဆိုတထေးတို့မန်နေဂျာတို့ဆိုတာကလည်းငိန်ခန့်နေရင်သူတို့ပါစားကြတဲ့လူမျိုးတွေငိန်မခန့်တော့မှဟေ့ကောင်နေရမစားကြပါနဲ့ဟာဒိုင်ပြောင်းသွားပါအောင်မယ်ဘာညာပေါ့အဲ့တော့ကိုစိုးဝင်းကလည်းသူမိမသူနဲ့သူ့ရောက်ခမတွေကိုဘယ်လိုရှာကျွေးရမလဲဆိုတာ ာကိုသိသွားတာပေါ့ဗျာတနာလဲတနာကိုကိုကိုလည်းဒေါသထွက်ဖြစ်တာပေါ့ပြန်လာတော့စကားမပြောနိုင်ပဲညှို့ငယ်နေတာပေါ့မိမကလည်းအားပေးတယ်ဒီလုပ်ငန်းဝင်ဆိုတာကတော့ဒီလိုပဲပေါ့ရှင်နဲ့မစုံငင်ခဲကကျုပ်ကငြိမ်းမခံဘူးအခုယူလိုက်တော့ပိုသာဆိုးသေးပေါ့ကျုပ်ရကြကိုကျုပ်ကချစ်တာမှတုံနေတာပဲတော့ကိုစိုးဝင်းကမင်းတစ္ဆာဖောက်မှမစိုးရင်မဘူးငါဝန်းနေတာကမင်းဒီလိုစော်ကားခံနေရတာကိုမသိပဲမိရှာကျွေးတဲ့ထမင်းလောက်တွေကိုငါမျိုးကြခဲ့တာကိုဝန်းနေနေတာပေါ့နောက်ခါလေးကျဒိုင်းကုန်ငါပဲပို့မယ် ငါ့ကိုတိတဲ့နာတွေအကုန်တင်ပေးဆိုပြီးတော့တောင်းမှန်တော့မိမလည်းပျော်သွားရှာတယ်ဒါနဲ့တင်ပေးတာပေါ့ဗျာလေလော်တယ် ပဲ့ထိန်တာတွေအပြင်ဘဇွန်နဲ့ပတ်သက်တာတွေကီလိုတွေအလေးချိန်တွေတင်ပေးတာပေါ့ကျွန်တော်လည်းအကုန်မသိဘူးလေဒလို့နဲ့နောက်တစ်ခါဘဇွန်ကန်ဖော်တော့ကိုစိုးဝင်းတယောက်ထဲမြို့တက်ပြီးတော့ဒိုင်းကိုသွင်းတဲ့ဗျာရန်ကုန်သားလည်းဖြစ်ရုပ်ရှင်လောကကလည်းဖြစ်တော့အနေအိမ်ပင်ပဲလူကလည်းလူလေပေါ့ဗျာဒီတိုင်းအပြင်တခြားတိုင်းတွေလည်းစုံသန်းတဲ့ဗျာနောက်တစ်ခေါက်ကျအဲ့ဒီတိုင်းတွေကိုမသွင်းတော့ပဲသူ့ထက်ဈေးပိုရပြီးစကားပြောချိုတာတဲ့တိုင်းတွေကိုပြောင်းသွင်းတဲ့ဗျာစကားပြောချိုတယ်ဆိုတာကလည်းစည်ရေးမတို့မန်နေဂျာတို့ရှိတဲ့တိုင်းပေါ့ဗျာဒါပေမဲ့သူကဖုံမကြောင်ဘူးဟိုမိန်းမတွေကစကားချိုချိုလေးတွေပြောဆွဲဆော ောင်းပြီးအလေးခိုးမလို့ကြံမယ် ူကအလေးချိန်ပဲအာယုံဆိုင်ပြီးအဲ့ဒီမိမတွေကိုဂယုမဆိုင်တော့နားလဲစိတ်ချမ်းသာပတ်စံလဲပိုရတာပေါ့ဗျာအဲ့လိုတော့တော့ရောင်းနေလိုက်တာ၃လေးကောက်ဖြစ်သွားပြီးမှအခုတရေချောက်ခံရတဲ့ကိစ္စဖြစ်လာတာတနေ့မနေ့စောစောကြီးထုံးစံအတိုင်းသွားတာပေါ့အဲ့နေ့ကတော့မိုးလေးကအုပ်နေတာမိုးရွာရဲ့မြက်ထဲမှာလှိုင်းထန်တာမို့လို့သူကကန်းနာကတ်လော်လီတော့တယ်ပြောရအောင်မယ်ဗျာသူတို့ကဗဇွန်တွေကိုဒီနေ့ဖို့နောက်နေ့ရောင်းတဲ့အခါရေခဲမရိုက်ဘူးဗျဗဇွန်တွေကအရှင်ဖြစ်နေမှအလေးချိန်ကောင်းပြီးတော့လက်ဆက်နေမှဈေးကပိုရတာကိုဒီတော့ရောင်းနှန်းဝင်တွေကိုအုပ်ရေခဲနဲ့တညားထဲတိတ်ထားတာ ာပေါ့ဗျာအုတ်ရေကန်ထဲမှာပိုက်ကုံလိုဟာကိုအရင်ချာပြီးရင်ရေဖြည့်ပြီးမှပစုံနေထဲ့တာညာပိုင်းအစာကျွေးတာဒါမှမနဲ့ကြရင်အလေးချိန်စီမှလေမနဲ့ပိုင်းသွားရောင်းတော့လက်လက်ဆက်ဆက်ပဲမနဲ့အစောကြီးဆိုတော့နေလည်းမပူတော့ပိုကောင်းတာပေါ့ဗျာဒါနဲ့သူ့အဲ့လိုသွားနေတော့ကန်းနာကနေသူ့လေကိုတစုံတစ်ယောက်ကဖြုံးဆူဆွဲထားလိုက်တာဗျာလှေဦးကိုပေါ့ဗျာဟဲ့ဘာလို့လဲ ဘသူလဲဆိုပြီးတော့ကိုစိုးဝင်းကနှစ်ပေးလောက်ရှိတဲ့ငှက်ကြီးတောင်သားကြီးကိုကိုင်းပြီးထားလိုက်တာပေါ့ဗျာအဲ့တော့လေကိုဆွဲထားတဲ့လက်ကလည်းလှက်လိုက်ပြီးတော့တစုံတစ်ယောက်ကမတ်တက်ထရရပြတယ်ဗျမိန်းမတစ်ယောက်ပဲအာဘဘာလှချက်ဗျာ နန္ဒလိုင်လို့တော့အရှုံးပေးရမယ်ထင်တယ်။သူခက်ကတော့နန္ဒလိုင်တို့ခက်ကိုကိုခက်ဆိုရင်တော့လူလူအောင်တို့မိပကြီးတို့ခင်ဝင်းဝါတို့ပေါ့ဗျာ။ဖေကိုဖန်းဆွဲတဲ့ကောင်မလေးကလည်းအလွန်ဆုံးရှိမှအသက်20လောက်ပေါ့ဗျာ။ရှိုက်ကြည့်ဖုံးငယ်အသွဲသွဲလေးလည်းသူ့နေရာနဲ့သူလှမလှ။သပင်းကြီးကလည်းနတ်မောင်ပြီးတော့ဒူးလောက်ကိုရှိတာဗျာ။အဝါရောင်ဝမ်းဆက်လေးနဲ့အသားကြီးကလည်းဝင်းဝင်းဝဝလေးလိုက်ဖက်ပါဗျာ။အပပပါပေါ်မှာလည်းစပယ်တင်မယ်လေးတောင်ရှိသေး။အကူကြီးရဲ့တမိလေးကြုံဆောင်နေတာကြာပါပြီ။ မြို့ကိုသွားချင်လို့ကောင်းလေးနဲ့ချိန်ထားတာလဲနောက်ကျလာပြီခိုးရလိုက်ပြီမလို့ပါအိမ်ကရှာမတွေ့အောင်လို့ပုံနေရတာလဲချမ်းလာပါပြီအကူကြီးအပန်းမကြီးဘူးဆိုရင်လေလှေကြုံလေးလိုက်ချင်လို့ပါကိုကထမ်းခေါ်သွားရတာမှမဟုတ်တာကိုစိုးဝင်းကလည်းဖုံမကြောင်ပေမဲ့သူများအတွေ့တော့ညားစေချင်တယ်ဗျာမိန်းကလေးဘက်ကတတ္တိရှိရှိနဲ့ကောင်းလေးစီသွားမှသူ့မိမလို့ဗောဒါနဲ့တက်ပါလိုက်ပို့ပေးမယ်ငါကိုချင်းစားပါတယ်နေ့ကြောင်ငါမိမကိုတော့တတိရသွားပြီလာလာတက်ပါပေါ့ဒါပေမဲ့ဒီအချိန်ကြီးဆိုတော့နေလူတော့ဟုတ်ပါတယ်နော်ဆိုတော့ကောင်မလေးက တမီးကလူပါကိုကြီးရဲ့အေးအေးဘာရမဟုတ်ပါဘူးလူအစ်စ်ဖြစ်ရင်ပြီးတာပါပဲဆိုတော့ကောင်မလေးကပြုံးလိုက်တယ်တရက်ကလေးနဲ့သူ့အလှကပိုးပြီးပြည့်ပြည့်စုံသွားတာပေါ့မစိုးရိမ်ပါနဲ့ကိုကြီးရဲ့တမီးကလူအစ်စ်ပါတဲ့ကဲကဲဒါဆိုလဲတက်တယ်ဆိုတော့အဲ့ဒါနဲ့အဲ့ကောင်မလေးကလှေဦးထိတ်မှထိုင်သူကပယ်ပိုင်းထိုင်ပြီးဆက်သွားတာပေါ့သူ့စိတ်ထဲလဲတွေးတယ်အင်း ကောင်မလေးအရွယ်ငယ်ငယ်လှက်လာလေမတော်သူနဲ့တွေ့ရအခက်ငါနဲ့တွေ့လို့တော်သေးတာပေါ့အိမ်ကအားချင်းထွက်လာတဲ့ထင်းနဲ့ကောင်လေးနဲ့လည်းမချိန်ရသေးဘူးလားမသိပါဘူးမြို့ရောက်ရင်ဒိုင်ကိုသွင်းပြီးရင်ဒီကောင်မလေးငါလိုက်ပုတ်ပေးအောင်မှာပေါ့စိတ်ထဲကနေတော့တွေးနေလိုက်တဲ့အဲ့ဒီချိန်မှာကောင်မလေးကသူ့ကိုလှက်မကြည့်ပဲလက်နောက်ပြန်ပေါ့ဗဇွန်တောင်းတဲ့ကဗဇွန်နှစ်ကောင်ကိုနှိုက်စားရောဟာဘာလဲဟာပေါ့ ငါလည်းခွင့်မတောင်းဘူး။လေကြုံလဲခေါ်ရသည်ငါပစုံနေလဲနှိုက်စားရသလားပေါ့။ဓောပွားပြီးတော့ဟဲ့နင်တာပါလောက်တာတော့ငါလည်းခွင့်မတောင်းမဲနဲ့ဒါရောင်းမဲ့ဟာလေဟာဆိုတော့ကောင်မလေးကလှဲ့မကြီးပဲတောက်မဲ့မာတယ်ကိုကြီးရဲ့ညကလေးကဒီမှာပုံနေတာဆိုတော့ဘိုင်ရန်စာလာတော့ပါ။အော်အေးအေးအေးဒါဆိုလဲစားပါအစာပြေစားပေါ့။ဘာပဲဖြစ်ဖြစ်ပစုံလဲညှိတာပဲမြို့ရောက်မှထမင်းကြော်လေးပါလေးဝယ်စားပေါ့ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့တဲ့ခဏနေတော့နောက်သုံးကောင်ထပ်နှိုက်ပြန်ရောလူကလက်မကြီးပဲလက်ပြန်နှိုက်တာနော်။ ဩသူအာသာမပြေသေးလို့ပေါ့စားပေါ့ဟဲ့နင်အစိမ့်နေစားတာမညီဘူးလားဆိုတော့ဗဇုံကငါးလောက်မညီဘူးတဲ့ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့နင်ကအစိမ့်နေစားတယ်ဆိုတော့ဟိုနင်လူရောဟုတ်ပါရဲ့နော်အဲ့လိုဆိုတော့ကောင်မလေးကရီလိုက်တယ်အတန်ကလေးကလည်းချစ်စရာလေးအကိုကြီးရဲ့ကြောက်တက်လိုက်တာလူအစ်စ်ပါဒီနေသူဒီနေသားတွေက ဘဇုံလောက်ကတော့မညီတော့ပါဘူးဆိုတော့သူလည်းမပြောတော့ဘူးအဲ့ဒီအချိန်မိုးကဖွဲ့ဖွဲ့လေးဆရွာလာတယ်ခဏနေထပ်နိုင်စားပြန်ရောကိုစုံဝင်းနည်းနည်းတင်းသွားတယ်သူမိမအပင်မန်းခံပြီးအလုလုထားတဲ့ဘဇုံနေလဲဖြစ်ပြန်နောက်ပြီးဘဇုံတို့ကတကောင်ကိုလက်တော်ဝါမကရှိတာနှာကောင်ဆိုဘိုက်ကအာသာပြေတင်ပြီနောက်ထပ်သုံးကောင်ဆိုတော့တော်တော်များသွားပြီလေအဲ့ဒါကိုထပ်နိုင်စားတယ်ဆိုတော့တော်တော်လွန်သွားပြီလို့တွေးမိတယ်ဟဲ့နင်းတော်တော်လွန်နေပြီနော် ဲ့ဒါလိုလဲပြောလိုက်ရောကောင်မလေးကထထိုင်းပြီးခေါင်းကြီးပဲသူ့ဘက်ကိုလှည့်လာတယ်ခန္ဓာကိုယ်ကြီးကပုံမပြက်ပဲထိုင်နေပြီးတော့သူ့ဘက်ကိုခေါင်းကြီးကလှည့်လာတာပေါ့ဗျာဗိုက်စာလို့ပါဆိုတာကိုဘာဖြစ်လို့လဲကိုကြီးရင်လို့ပြောလိုက်တယ်ရုပ်တော်မပြောင်းသွားဘူးပြီးတော့ဗဇက်ကြီးကလည်းတထောင်လောက်ပြေးသွားပြီးတော့ဗစွန်၃ဟောင်လောက်ကိုတပြိုင်နက်တည်းဝါလိုက်တယ်အစွဲလေးဆိုတာကလည်းချုံမြနေတာပဲကိုစုံဝင်းဆိုတာကြောင်တောင်တောင်ဖြစ်သွားပြီးမှအမလီနင်းအစကပြောတော့လူဆိုဟုတ်တယ်လေဆိုပြီးရှာကြီးပဲရှည်ထွက်လာပြီးသူ့အနားရောက်လာတယ် လေဦးပိုင်းကနေပဲ့ပိုင်းကိုနော်ကိုစုံဝင်းတယောက်အမလေးဆိုပြီးတော့ရေထဲကိုခုံချပြီးလက်ပြကူပြီးရွာကိုပြန်ပြေးပါလေရော နောက်ပြန်လှည့်ကြည့်တော့ကောင်မလေးကသူ့ကိုရေပြားပြီးဗဇုံနှုတ်တွေကိုဆက်နိုင်စားနေတယ်ရုပ်တော်မပြောင်းသွားဘူးပဲကိုစိုးဝင်းကတော့အဆကပြောတော့လူဆိုးအဆကပြောတော့လူဆိုးအဲ့ဒါပဲထပ်ခါတလဲလဲပြောရင်းနဲ့လက်ပစ်ကူးလိုက်တာရွာပြန်ရောက်သွားတယ်တခြားဗဇုံသမားတွေလှေထွက်ဖို့လုံနေတော့သူကရေတွေဆွဲပြီးတော့ကမ်းမော်ကိုတက်လာတယ်အဆကပြောတော့လူဆိုးအဆကပြောတော့လူဆိုးအဲ့ဒါပဲပြောရင်းနဲ့မိလဲသွားလေရောသူ့အမျိုးသမီးအိမ်ကိုလည်းအကြောင်းကြားကြားသူ့ကိုလည်းနှာနှက်ယူရတာပေါ့သူလည်းတလားလောက်အိမ်ရတဲ့ကိုလဲသွားတာအပြင်းပြားပြီးအဖျားကြတော့လေခေယောင်ကန န်းနေပြောတော့မယ်သူပြောတော့အဲ့ဒီစကားကပဲထက်ခါထက်ခါပြောနေတယ်အဆကပြောတော့လူဆိုအဆကပြောတော့လူဆိုဒါကြီးပဲပြောနေတယ်နေပြန်ကောင်းလာတော့တရေကြောက်ပြီးလက်ဖက်ရည်ဆိုင်ဖွင့်ပြသွားတာပေါ့ အိုက်ဒီအမအကြောင်းလေးကိုတော့သူ့မိမကိုပြန်ပြောပြတော့အိုက်ဒီအမကအဲ့လိုပဲခြောက်နေကြတဲ့လူတင်တဲ့အထိခြောက်လန့်ဘူးတဲ့သူ့လေကိုဆွဲတဲ့နေရာကအိုက်တရေမတရေမဖြစ်ခင်လူဘွားတို့ကရေတဲ့ခုံချတက်သေးတဲ့နေရာတဲ့ကောင်လေးနဲ့ခိုးရလိုက်ဖို့အင်ကားမသိအောင်ထွက်လာပြီးအိုင်နာမှာလာဆောက်နေရင်ကဘလို့ဖြစ်ပြီးခုံချတက်သေးသွားလဲဆိုတာမသိဘူးတဲ့သူမစခြောက်လန့်တော့အိုက်ကန်းနာမှာရှိတဲ့လှေအလုံးကိုလက်ဒါပြီးလမ်းကြုံလိုက်ပြစေဆိုပြီးတော့လှေပေါ်တက်လာပြီးမှခြောက်တာတဲ့တခါလာယောက်ျားလေးသုံးယောက်ကိုခြောက်လန့်လိုက်တာအဲ့ဒီလူတွေအကြောက်လုံးပြီးတေကုန်ကြတယ် ဲ့နောက်ပိုင်းအိုင်နာဖြတ်သွားလို့လလန်တာလည်းမရက်ပေးကြတော့ဘူးအဲ့တော့အချောက်အလန့်ခံရတာလည်းနဲသွားတာသူကအကြောင်းမသိတာရဲ့ကဲနေနိုင်ရဲ့ကြောင့်အခုလိုဖြစ်သွားတယ်ထင်ပါတယ်သူကအဲ့ဒါလိုပြောပြပြီးမိလဲသွားတော့ရွာကလူတွေကလည်းစုပြီးတော့လှေသွားရှာတယ်တဲ့လှေကအဲ့ကဲနာမှာပဲရက်ထားတယ်တဲ့လှေကိုပြန်ဆွဲလာတော့ဗဇွန်တုတ်တွေကတကောင်းမှမရှိကြတော့ဘူးတရေမကအကုန်စပြက်လိုက်တယ်ထင်ပါရဲ့စဘာတင်းရှိစေဆန်းတဲ့လှေကြီးနဲ့ဗဇွန်တောင်းနဲ့အပြည့်အမောက်တင်ထားတာနော်တရေလည်းတော်တော်ငက်နေတာလားအစားကြီးတာလားတော့မသိပါဘူးဒါနဲ့လှေအမ များကြီးနဲ့အဲ့ဒီလေကိုပြန်ပြီးဆွဲယူလာကြတာသူ့အမျိုးသမီးကတော့စိတ်တွေပူနေတာပေါ့အမှန်တော့ကိုစိုးဝင်းအတွက်တရားလုံးကစိတ်ပူတာပေါ့အဲ့နောက်တော့ကိုစိုးဝင်းလည်းရွာမှာလက်ဖေးဆိုင်ဖွင့်ပြီးမိမကိုပါတင်ပေးပြီးမိမကိုကောင်းနာထိုင်ခိုင်းလိုက်တယ်ပဇွန်တုတ်တွေကတော့ပွဲစားနယ်ပဲရောင်းခိုင်းတော့တယ်ကျွန်တော်သဘောကျဆုံးစကားကတော့အစကပြောတော့လူဆိုတာလေးပဲတဲမကကိုစိုးဝင်းကိုတော့တေးလောက်အောင်မချောက်တာဟာဘာလို့မြန်လဲတေးကြတာကတော့ကိုစိုးဝင်းတယောက်အသက်45နှစ်လောက်မှတဲရဲကိုနှစ်ဖူးတွေဒူးတွေတွေ့ခဲ့ရတာပါပဲ ဇလန်းလေးကဒီမှရင်ပြီးဆုံးတော့ပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မိုးရင်တန်းရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါ